အဲ့တော့ကုသနာကြီးဒီ CCTV မှတ်တမ်းကလည်းကျွန်တော်မြင်တော့ကျွန်တော်တော့အံဩသွားတယ်။ဘာလို့အံဩလဲဆိုတော့တရားရုံးဆိုတာကဗျာကျွန်တော်တို့လက်တရားအောင်နေမှာသတင်းလိုက်ပြီးတော့ဓာတ်ပုံရိုက်လို့မရဘူးเนาะအဲဟိုနှုတ်နဲ့ပဲမှတ်ရတယ်เนาะအတန်တော်မှပဲကျွန်တော်တို့သတင်းတော့ဒီဘန်းဝင်မပေးဘူး။အဲ့တော့ဒီ CCTV မှတ်တမ်းဆိုတာတော့အဝေးကြီးပဲဘလို့မှမရနိုင်တဲ့ကိစ္စပဲเนาะဟိုဒါကဟိုလမ်းမပေါ်ဆိုင်ကယ်တိုက်မှုလို့ဟာတို့ CCTV မှတ်တမ်းမျိုးမို့အင်မတန်ကိုအရေးကြီးတဲ့ CCTV မှတ်တမ်းပြီးတော့စစ်ကောင်စီအတွက်ဆိုရင်လည်းဒါဟာသူတို့ကအင်မတန်ကိုလုံခြုံစိတ်ချရတဲ့လူတွေထားမဲ့နေရာမျိုးပေါ့ဗျာပောက်သွားရင်ပြဿနာရှိတယ်ဆိုတဲ့ဟာမျိုးပေါ့ အခုကတော့ဒီစီစီမတန်းကတကယ်ကိုထွက်လာခဲ့တယ်ပြီးတော့ထွက်တာလည်းနှစ်ဖိုင်ပေါ့နော်တစ်ဖိုင်လည်းမဟုတ်ဘူးရှစ်တစ်ဖိုင်နောက်တစ်ဖိုင်နှစ်ခုဖြစ်နေတယ်အဲ့တော့အခုချင်းကတော့ထွက်ထွက်ချင်းဆိုပြပြောရတာနည်းနည်းတော့စောပါသေးတယ်ဒါပေမဲ့လည်းကျွန်တော်မြင်တာကတော့ဒီမတန်းကအင်မတန်းကိုအရေးကြီးတဲ့မတန်းတစ်ခုလို့တော့မြင်တယ်ကိုသနာကဘယ်လိုသုံးသပ်မိလဲအဲ့ဒါပြောပါအခုကတော့ဒါနေပြီးတော့အချင်းတောင်မှာရှိအထူးတရားရုံးဝင်ပရီယိုပိုင်မှာအဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းနေပြီးတော့တောင်မှာတစ်နှစ်လောက်နေခဲ့တာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်သေချာမပြောနိုင်ဘူးဟုတ်ကဲ့ပါကိုသနာအဲ့တော့ဒီပြင်ပမှာရှိတဲ့ရိုးရိုးတရားရုံးနဲ့ဒီ အထူးတရားရုံးเนี่ยဘယ်လိုကွာခြားလဲပေါ့ဒီထောင်ထဲအထူးတရားရုံးရဲ့အဲဖွဲ့စည်းထားရှိမှုအခြေအနေတရားသူကြီးတွေလာရောက်စစ်ဆေးတဲ့အနေအထားနောက်လုံခြုံရေးပေါ့နော်ထားရှိတဲ့အခြေအနေအဲ့ဒါလေးပြောပြပေးပါဦးဗျာအခုပေါက်ကြားလာတဲ့ဗီဒီယိုဖိုင်ရဲ့ဟိုအခြေအနေရတော့ဒါဒေါအောင်ဆန်းစုကြည်ရဲ့တမနာကြီးဦးဝင်းမြင့်ကိုရဟရင်ဝယ်တဲ့အမှုပေါ့နော်ရဟရင်ဝယ်တာပေါ့တဘာဘေးကနေဖြစ်လာရင်လူတွေကိုကူညီကယ်ဆယ်ဖို့အရေးပေါ်တော့မရရင်ဝယ်တဲ့ကိစ္စကိုအခရီးလိုက်စားပါတယ်နိုင်ငံရဲ့ဘန်ဒါတွေနှစ်နာပါတယ်ဆိုပြီးတော့တရားစွဲတဲ့အမှုလို့ ကျွန်တော်ယူဆပါတယ်ဒါကြောင့်မလို့လဲဥပန်တီယူကလာပြီးတော့ဒါတရားဖွဲ့မှာလာပြီးတော့တက်တွေထွက်ဆိုတာပေါ့နော်ဥပန်တီယူကိုတက်တွေထည့်တာကတော့ အဲဒီဘက်ကနိုင်ငံတော်နိုင်ငံပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်နဲ့တမလာကြီးဦးဝင်းမြတ်တက်တွေထည့်ထားတာဖြစ်တယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဒီတရားရုံးတွေကဘာကိုအားလဲဆိုရင်နေပြည်တော်ထောင်ထဲမှာအထူးတရားရုံးဆိုတာရှိပါတယ်ဒေါင်းဆန်းစုကြည်တို့လိုနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေပေါ့နော်ပြီးရင်ဝင်ကြီးတွေအဲအဲ့လိုပုဂ္ဂိုလ်တွေလွှတ်တော်ကိုယ်စားလှယ်တချို့လည်းပါပါတယ်အဲပြီးရင်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့လိုပေါ့နော်အဲအဲ့လိုလူတွေကိုစစ်တဲ့တရားရုံးအထူးတရားရုံးဆိုတာရှိပါတယ်အဲပြီးတော့နောက်ထပ်အထူးတရားရုံးမှရှိတယ်အထူးတရားရုံးမှရှိဒါပြင်လည်းအဲ့ဒါကတော့ဟိုကျွန်တော်တို့ဒီ အကြမ်းဖက်ပုံမှန်တွေနဲ့အစွဲခံထားပြီးတော့အဲအပြင်ရုံးတွေကိုထုတ်ရင်လုံကြုံရေးအရာမပေးနိုင်ပါဘူးလို့ရဲတပ်ဖွဲ့ကနေပြီးတော့ပြောထားတဲ့လူတွေကိုစစ်တပ်တရားခွင်တွေရှိပါတယ်အမှအထူးတရားရုံးဆိုပြီးတော့အဲကျွန်တော်အမှန်မမှားလို့ဆိုတရားရုံး၃ရုံးလောက်ရှိပါတယ်တရားရုံး၃ရုံးလောက်ရှိပါတယ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုစစ်တပ်တရားရုံးကတော့ဒါတော်တော်လေးကိုဟိုဟိုကောင်းပါတယ် ဟုတ်ပါတယ်ဆိုတော့အဲကုန်းနေပါလေးနဲ့ပေါ့ဗျာတခြားပြင်ဆင်စနစ်တကျပြင်ဆင်ထားတာပေါ့အဲတချို့တရားခွင်တွေကတော့ဟိုအဲ့လိုမျိုးမဟုတ်ဘူးဟိုအရင်အတွေ့ဆောင်တို့ဘားတို့ညာတို့ပေါ့ဒါမျိုးတွေကိုလှုပ်ထားတာပေါ့အဲလှုပ်ထားပြီးတော့မှဒါတရားခွင်ဖြစ်တယ်အဲဒါကတော့ဒါတကယ်ချိန်တန်းပုံကိုယ်တွေကိုစစ်တဲ့တရားခွင်ပေါ့နော်အဲ့တော့ဒီအထူးတရားရုံးကိစ္စကိုကျွန်တော်ကဘာလို့ဒီလိုပြောနေလဲဆိုရင်ကျွန်တော်ဒီ2022ခုနှစ်နိုဝင်ဘာ19ရက်နေ့မှာရမဲတင်းထောင်ကလွတ်ပါတယ်ဒီစင်မှာလာတဲ့မှာကျွန်တော်နေပြီးတော့ထောင်နေဦးကျွန်တော်နှစ်ကြိမ်တိတိ ပြန်သွားခဲ့ပါတယ်အဲ့ဒါလဲတရားခွင်တစ်ခုကိုကျွန်တော်သွားခဲ့တာတောင်သန်းစီရတရားခွင်ကတော့မဟုတ်ဘူးပေါ့နော်တရားခွင်တစ်ခုကိုသွားခဲ့တာဖြစ်တဲ့အတွက်နေပြည်တော်ထောင်ထဲမှာရှိတဲ့တရားခွင်ရဲ့အခြေအနေကိုကျွန်တော်ကောင်းကောင်းသိပါမယ်ကျွန်တော်လမ်းမပြီးတော့တောင်သန်းစီလိုစစ်တဲ့တရားခွင်ဘက်ကိုကျွန်တော်ရောက်သွားပါတယ်ဟိုတောင်သန်းစီလိုအနေနဲ့ရုံးချင်းတော့မရှိဘူးပေါ့နော်လမ်းမပြီးတော့လမ်းမပြီးတော့ဆိုတာဒုတိယဆုံးဆိုဘယ်ခွင်မှမသိပါနဲ့ကျွန်တော်အဲ့လိုတို့တို့တို့နဲ့ကျွန်တော်သွားလိုက်တော့အဲ့မှာစစ်တပ်က တကယ်ဟိုပဲခံစစ်ပြင်ထားတာပေါ့နော်ဂရုချင်းလေးနဲ့ဒါလေးနဲ့တကယ်ဟိုလှချလုတ်ပြီးတော့မှတနက်တွေနဲ့တနက်တွေနဲ့နော်တနက်တွေနဲ့အဲ့ဟိုတက်လာတဲ့လမ်းကိုချိန်ထားပြီးတော့မှဟိုဟာဖြစ်တာပါတေချာကိုလုံလုံရေးကိုစစ်တပ်ကလုံလုံရေးယူထားတာနော်အဲ့ပုံမှာအပြင်းစီးပုံမှာရက်တက်ဖွဲ့ရက်တက်ဖွဲ့ထပ်ပြီးလုံလုံရေးယူထားတာအဲ့တရားခွင်ကိုဒေါန်သန်းစုကြည်ရုံချင်းရှိရှိမရှိရှိစစ်တပ်ကစကားမိုင်ဆောင်နေအဲ့တော့ကျွန်တော်ရောက်တော့တော့ကျွန်တော်မလာလားမသိဘူးပေါ့ဟုတ်တယ်မလာတာဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဗီဒီယိုခွန်သွားကျင်တာပါပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်တော့ဒီဘက်မှာကိုယ်ဘက်ကိုသွားပါဆိုတော့အဲ့မှာရှိတဲ့ရေက လမ်းညွှန်လိုက်တဲ့အတွက်အဲကျွန်တော်သွားလို့တဲ့ဒီဘက်ကအဲ့ဒီတန်းထောင်ထဲမှာလို့တဲ့တရားရုံးပေါ့နော်အထူးတရားရုံးတစ်ခုကျွန်တော်သွားခဲ့တာအတွက်မလို့ဒီတရားရုံးရဲ့အခြေအနေကိုကျွန်တော်ဒါဒါမျက်မြင်အနေနဲ့ပြောပြတာကိုတနော်ရေဒီ CCTV မှတ်တမ်းလာလေကျွန်တော်မြင်တော့ကျွန်တော်တော့အန်အောသွားတယ်ဘာလို့အန်အောလဲဆိုတော့တရားရုံးဆိုတာကကြာကျွန်တော်တို့လက်တရားအောင်နေမှာသင်လိုက်ပြီးတော့ဓာတ်ပုံရိုက်လို့မရဘူးเนาะအဲဟိုနှုတ်နဲ့ပဲမှတ်ရတယ်เนาะအတန်အောင်မှပဲကျွန်တော်တို့တနေ့တော့ဘန်းဝင်မပေးဘူး တော့ဒီ CCTV မှတ်တမ်းဆိုတာတော့အဝေးကြီးပဲဘလို့မှမရနိုင်တဲ့ကိစ္စပဲเนาะဟိုဒါကဟိုလမ်းမပေါ်ဆိုင်ကယ်တိုက်မှုလို့ဟာတို့ CCTV မှတ်တမ်းမျိုးမဟုတ်အင်မတန်ဟိုအရေးကြီးတဲ့ CCTV မှတ်တမ်းပြီးတော့စစ်ကောင်စီအတွက်ဆိုရင်လည်းဒါဟာသူတို့ကအင်မတန်ကိုလုံခြုံစိတ်ချရတဲ့လူတွေထားမဲ့နေရာမျိုးပေါ့ဗျပောက်သွားရင်ပြဿနာရှိတယ်ဆိုတဲ့ဟာမျိုးပေါ့အခုကတော့ဒီ CCTV မှတ်တမ်းကတကယ်ကိုထွက်လာခဲ့တယ်ပြီးတော့ထွက်တာလည်းနှစ်ဖိုင်ပေါ့နော်တစ်ဖိုင်လည်းမဟုတ်ဘူးရှစ်တစ်ဖိုင်နောက်တစ်ဖိုင်နှစ်ခု ဖြစ်နေတယ်အဲ့တော့အခုချိန်ကတော့ထပ်ထွက်ချက်ဆိုဗျပြောရတာနည်းနည်းတော့စောပါသေးတယ်ဒါပေမဲ့လည်းကျွန်တော်မြင်တာကတော့ ဒီမှတ်တမ်းကအင်မတန်ကိုအရေးကြီးတဲ့မှတ်တမ်းတစ်ခုလို့တော့မြင်တယ်ကိုသနာကဘလို့သုံးသပ်မိလဲအဲ့ဒါပြောပါဦးနေပြည်တော်ထောင်မှာက CCTV တွေအများကြီးရှိတယ်ထောင်နိုင်ငံတွေမှာရှိတယ်ဘောနော်ထောင်ဝန်ပတ်ပတ်လည်းမှာ CCTV တွေရှိတယ်ပြီးရင်ကျွန်တော်နေခဲ့တဲ့အခန်းကြီးကမှာဆိုရင် CCTV တွေရှိတယ်အဲ့တော့ဒီကလာဒီစစ်တော်ကြီးဒီဒေါ်စန်းသူကြီးကိုအချိန်ကလေးစောင့်ကြည့်ကြပါဦးကြားတယ်သူနေတဲ့အခန်းကြီးမှာလည်းသူနေခဲ့တဲ့သူ့အသီးသက်ဆောက်ပြီးတဲ့အခန်းကြီးမှာလည်း CCTV တထားခဲ့လိမ့်မယ် ူဘာကြီးလုပ်တယ်ဘလို့နေထိုင်တယ်ဘလို့စားတော့တယ်ဘာကြီးတနေ့ဖြတ်တန်းနေတာဆိုလဲဒီကောင်ကြီးထောက်ချင်မှသိကြတယ်တစ်ချက်နှစ်ချက်တရားခွင်မှာဘလူတွေဘာကြီးလုပ်တယ်ဆိုတာကိုလည်းထောက်ချင်မှသိကြတယ်အဲ့မှာတော့ထူးခြားတာကဒီ CCTV မှာတော့အတန်မပါဘူးကောနော်အဲ့တော့အချင်းတော်ကလူတွေတော်မှဒီလိုကိစ္စကိုဝင်ပြီးတော့ဆော့ဖက်လို့ရနိုင်တဲ့နေသားမှာမရှိဘူးမရှိဘူးဒါဒါကျွန်တော်သိထားတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီသတင်းတောက်ဖွဲ့ရှိမယ်အဲစစ်ဘက်ကြီးကလုံခြုံရေးအဖွဲ့ရှိမယ်ပေါ့နော်ဒီအဖွဲ့တွေကပဲဒါတွေကိုခိုင်ခွဲဆောင်ရွက်တယ်လို့ အဲကျွန်တော်နားလေထားတယ်အဲ့တော့ထူးခြားတာတော့ဂါရီးယားမှာဘာပါလာလဲဆိုတော့ပြည်သူ့ရင်ဝင်ကိုဖော်လုံလာတဲ့သူအလင်းဝင်လာတဲ့သူကရှီကနေမှဒါကိုသူတို့ရရဲဆိုတော့အဲနောက်ထပ်နောက်ထပ်ဒီလို CCTV မှတ်တမ်းတွေများအကြောင်းအရာတွေများထပ်ထွက်လာအောင်မလားဆိုတာလေကျွန်တော်တို့စောင့်ကြည့်ရအောင်ပါဘောနော်အဲ့တော့ဟုတ်ပြီဒီတော့အဲဒီဒီမှတ်တမ်းကိုပေါ့ကြားမှုဖြစ်တဲ့အတွက်အဲဟိုကျွန်တော်ပြည်သူ့ရင်ဝင်ခေါ်လုံလာတဲ့တမတော်အရာရှိသူကျွန်တော်စကားပြောကြည့်တွေ့ကြည့်တဲ့အခါတော့အဲသူတို့ရဲ့သဘောထားတော့ ဟောထုံတဲ့အတိုင်းပေါ့ဗျာဒါစစ်တပ်ဘက်ကများပောက်တာလားမသိဘူးပေါ့ဟောနော်ပြီးတော့ဒီပုံမှာလဲဤသူလူလူကဘလို့တုံ့ပြန်လဲဆိုတာကိုနားထောင်ခြင်းလို့များလောက်တာလားမသိဘူးဆိုတဲ့မှတ်ချက်တွေရှိပါတယ်ကိုစလိုက်အဲ့တော့ဒီနေရာမှာအလင်းသိလို့ပြောရရှိတာကကျွန်တော်ဒီအနာသိတဲ့အချိန်ကနေစပြီးတော့နေပြည်တော်မှာတရင်သမားဖြစ်တဲ့တရင်လုပ်ငန်းတွေလုပ်နေတာဖြစ်တဲ့အတွက်ဒီအနာသိတဲ့နေ့ကသမရာကြီးဥက္ကမင်းကိုလက်မှတ်ထိုးခိုင်းပါတယ်ဒါအနာလွှဲပြီးသမရာကြီးဥက္ကမင်းကလုံးဝလက်မှတ်ထိုးမပေးခဲ့ အဲ့လိုပါပဲဒေါအောင်ဆန်းစုကြည်ကိုလည်းပြည်သူလူထုအမှလုံးဝဒီအာဏာသိမ်းမှုလက်မခံတော့ဘူးဆိုတော့ဝန်ထမ်းနေရာဘောပေါ့နော်ပြည်သူလူထုအောင်အာဒီအကြမ်းမဖက်တော့နီးလန်းနေတယ်ဆန္ဒတွေထုတ်ဖော်နေတဲ့အချိန်မှာပြည်သူလူထုအရန်ပါလာတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကိုလည်းပြည်သူလူထုကိုထွက်ပြီးပြောဖို့စစ်ကောင်စီကတောင်းဆိုခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရောတမရာကြီးဦးမြင့်ကစစ်ကောင်စီရဲ့အလို့ကြောင့်လုံးဝမလုပ်ခဲ့ပဲနဲ့ပြည်သူလူထုကိုမျက်နှာမူပြီးတော့ရက်တည်ခဲ့တယ်ဒါကြောင့်လည်းသူတို့ကအခုချိန်မှာ ဟိုခက်ခက်ခက်ခဲပေါ့ဗျာထောင်ထဲမှာပေါ့ထောင်ဆိုတာတော့လက်ရှိတော့ထောင်လို့သတ်မှတ်ထားတဲ့နေရာပေါ့ထောင်ထဲမှာတော့မဟုတ်ဘူးအဲ့လိုနေရာမှာနေနေရသူတို့ကအဲ့ချိန်တော့စစ်ကောင်စီအလိုကြောင့်လက်မှတ်ထိုးပေးလိုက်မယ်စစ်ကောင်စီပြောစေချင်တာတွေပြောလိုက်မယ်ဆိုရင်သူတို့ကခုလိုမနေရဘူးသူတို့ဘာဖြစ်လို့အဲ့လိုရက်တီခဲ့တာလဲဆိုရင်ပြည်သူလူထုရဲ့ အခွင့်အာဏာပြတဲ့ဒီဒီမိုကရေစီအမဲပေးထားတာကိုလေးစားလို့လို့ကျွန်တော်ထင်တယ်။ပြီးတော့ဒီစစ်တပ်ကလက်နက်ပြပြီးအာဏာသိမ်းအောင်သူတို့လုံးဝအလက်မခံနိုင်ဘူးဆိုတာကိုသူတို့ရည်တည်ပြခဲ့တယ်။အဲ့လိုနီးလန်းနဲ့လောက်ခဲ့တဲ့အတွက်ကြောင့်သူတို့ဒီအခုအသက်ရွယ်ကြီးဗျာရောင်သန်းကြီးဆိုရင်အဲအနောက်ဆန်းကဆိုအသက်80ပြီတော့ဒီလိုအသက်ကြီးရွယ်ကြီးကျွန်တော်တို့အမေအဖအရွယ်ကခက်ခက်ခက်ခဲပေါ်ကြီးဗျာဒီလိုဤဖြတ်တန်းနေရတာဒီသူဒီပြည်သူလူထုကိုမျက်နှာမူခဲ့လို့ဗျာသူ့ရဲ့ကိုကြိုးစီပွားကိုကြည့်မယ်ဆိုရင်စစ်ကောင်စီပြောတဲ့အတိုင်းလုပ်လိုက်လို့ရှိရင်ရောင်သန်းကြီးကဘယ်လောက်ဒီပြင်းပြင်းမှန်မှန် မရက်တရားဘူးအဲ့တော့ဒီအချိန်တွေမှာဟိုကျွန်တော်တို့လည်းသတင်းသမားတွေဖြစ်တော့ဗျာဒေါ်လာရေးအတိုင်းဝိုင်းတွေဒေါ်လာရေးသတင်းတွေကြားနေရတာပေါ့အဲ့တော့ဘလို့နည်းနဲ့လည်းဖြစ်ပါစေဒီဒေါ်လာရေးကိုအောင်မြအောင်စူးစမ်းနေကြသူတွေကပို့ပြီးတော့အားဆိုင်ပြီးတော့စူးစမ်းမှကောင်စားသူကြီးအပောင်ဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကလွတ်မြောက်နိုင်မှာစစ်ကောင်စီလွတ်ပေးတာကိုတော့ကျွန်တော်တို့စောင့်လို့မရဘူးနောက်ဆုံးရုပ်ဆောင်အဆုံးပြောမယ်စစ်ကောင်စီဟာဒေါ်လာဆန်းသူကြီးကိုဂျန်တဲ့လူတွေနဲ့တွေ့ဖို့မစိုးထားနဲ့သူ့အိမ်မှာမွေးထားတဲ့ခွေးတိုက်ချီထုံနဲ့ပေးတွေ့တာမဟုတ်ဘူး နောက်ဆုံးတော့နောက်ဆုံးအဆင့်ကိုကျွန်တော်ပြပြတယ်အဲ့တော့ထောင်ထဲမှာရှိတဲ့လူတွေကိုကျွန်တော်တို့ကထောင်တကားတွေဖွင့်ပြီးဆော်ထုတ်နိုင်မှုကျွန်တော်တို့ပုံကြီးစူးစမ်းဖို့တော့လိုတယ်လို့တော့ကျွန်တော်မြင်ပါတယ်